မစ်စစ်များအားလုံးပဲမင်္ဂလာပါရှင်။အခုဆက်လက်တင်ဆက်ပေးမယ့်စစ်လန်လေးကတော့စာရေးသူမာယာရေးသားထားတဲ့မြောက်ခဏဖော်ကန်းဆိုတဲ့သနစစ်လန်လေးပဲဖြစ်ပါတယ်။စာရေးသူကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်။မစ်စစ်များခန်းစားနာဆင်ပြကြပါဦးရှင်။မြောက်ခဏဖော်ကန်ဆိုတာ မကွေးတိုင်းအောင်လံမြို့နယ်ဘေဟုံးတောင်ကြီးထဲမှာရှိခဲ့တယ်လို့ဆိုတယ်။အခုတော့ဘေဟုံးတောင်ကြီးကကျိုးဝိုင်းတက်တော်ကြီးဖြစ်နေပြီးတော့တချိန်ကတော့အဲ့ဒီတောင်ကြီးဟာကျိုးမဲတပါဝါတက်တော်ကြီးဖြစ်ခဲ့တယ်။အဲ့ဒီတောင်ကြီးရဲ့ချင်းမြောက်ချမ်းမှာမြခွနဖော်ကန်းဆိုတာရှိတယ်။အခုတော့အဲ့ဒီကန်ကြီးလည်းကောသွားပါပြီ။တက်ကြီးဝါကြီးတွေလည်းထူထူထပ်ထပ်ကိုပေါက်ရောက်နေတာတာရဲတလေးဆက်နေလဲပေါ်လာတယ်။ အဲ့ဒီအချိန်ကတောအုပ်ကြီးကိုကြည့်လိုက်ရင်စိတ်ဆိုမှန်းညိုးနေတာပဲတောကိုတောက်ကိုတွေလည်းဝင်နေတာပေါ့အဲ့ဒီတောကြီးနဲ့နိစက်ဆုံးမတရှိတဲ့ရွက်ကလေးတွေကတော့တကူမမလုံးခွားမြောင်ချွညောင်ပင်ဇေဒန်ရွက်သက်ဖောင်ယိုးတံပူလာစားတဲ့ရွက်ကလေးတွေဖြစ်တယ်ဘိုးတိုက်မောင်ဟာအဲ့ဒီတောကြီးထဲမှာအမဲလိုက်ဘူးတယ်ပြောရရင်အချိန်ကာလကလည်းလွန်ခဲ့တဲ့အနည်း90 80ကျော်ကာလကိုလို့ဆိုရမယ်။ အဲ့ဒီအချိန်ကတော်တော်ကြီးဟာတပိတ်ကြီးငယ်ခြုံနယ်ပိတ်ပေါင်းတွေနဲ့ပိမိန်ထားနေတာတော်လခီကနေပြောက်မထူဘူးတခါတရံမှာတက်မိကိုတော့သုံးရတယ်တစ်ကြီးဝါကြီးတွေကအခါအလက်အရွက်တွေကတအားကိုစိတ်တာပဲမသွားတက်ရင်တော့တော်ကြီးမြင့်မဲထဲမှာမျက်စိလည်သွားနိုင်တယ်ပြီးတော့တော့ကောက်တွေရဲ့အော်တဲ့ဟစ်တက်တွေကိုလည်းနေဟာအနှံ့ချနေရတတ်တယ်တော်တဲ့ကိုဝင်ပြီးဆိုရင်လေ တောဆောင်နှက်တွေတောင်ဆောင်နှက်တွေကိုပူဇော်ပသပြီးတော့ဝင်ရတယ်။တောဆောင်နှက်ကြီးတွေကလည်းတကယ်လဲကုညီတယ်လို့ပုတိုက်မောင်းကသူ့ကိုယ်တွေကိုပြောပြတယ်။တွေးပုံကသူတို့သုံးယောက်အမဲလိုက်ထွက်ခဲ့တယ်။သုံးယောက်ဆိုတာကပိုးတိုက်မောင်းရဲ့ဝင်းကြိုင်ရဲ့ကြားကြီးရဲ့ဝါသနာတူတွေဆိုတော့တောလိုက်သွားပြီးဆိုရင်တစ်ပတ်နှစ်ပတ်လောက်ကြာတတ်တယ်။သူတို့သုံးယောက်ထဲမှာကြော်ကြီးကကစော်သမား ဒါပေမဲ့တော်တော်တော့မယ်ဆိုရင်ကစော်တစ်ချက်ကလေးတောင်မှမဆုပ်ဘူး။တော်ရော့စလုံးကရဲဘော်ရဲဘက်စိတ်လည်းရှိကြတယ်။အဲ့ဒီတုန်းကသူတို့မှတူမီတနက်နှစ်လက်ရှိတော့အမဲပြစ်ထွက်ကြတာ။တော်ကြီးထဲကိုရောက်တော့သေးဝါရဲတွေပပိထားနေတဲ့တော်ကြီးမြက်ပတ်ချံကိုရောက်ခဲ့ကြတယ်။လန်ခရီတစ်ချက်လုံးမှတရက်ကျွေတွေကလည်းဟော့တိုက်အစင်အတအနေမြင့်တွေကလည်းထူလာတယ်။ အဲ့ဒီလိုသွားရင်လည်းဒေါင်းစင်6ပောက်ကိုရောက်တော့တအောင်ခဏနားကြတယ်။ဒေါင်းစင်6ဆိုတာကနမယ်နဲ့လက်အောက်ကိုဒေါင်းတွေပေါ်လာတဲ့ချောင်း။ချောင်းရဲ့ကလည်းကြည်လင်အစ်ဆက်နေတာပဲ။ရေထဲမှာကချက်တော်ကြောက်ခဲတွေကလည်းပေါ်လာတယ်။ရေစီးကလည်းတန်လာတယ်။ဒေါင်းတွေကအဲ့ဒီချောင်းထဲမှာရေစင်းချိုးကြတယ်။အဲ့ဒီဒေါင်းတွေကနာတာပါတဲ့သရဝါတွေပဲအတန်ချွတ်ခဏကြတာနဲ့ထပြန်ကြတာပြစ်လို့ဘလို့မှမလွယ်ဘူး ဒါကိုသူတို့တော်ရောက်ကပြစ်ချင်တာချောင်းတစ်ချောင်းမှလဲဝတော်ကြီးဝကိုင်းဝခတ်တွေကချောင်းထဲကိုညွှန်ကြနေတာသူတို့ရောက်သွားချိန်မှာကျင်းကတတကားတို့ရဲ့အတန်တွေ ရစီသားတွေကိုပဲကြားရတယ်ဒေါင်ကသူတို့လာတာကိုပဲရှိပြီးလွတ်လာမသိဘူးတကောင်းမှစင်မလာကြဘူးခါတော့ခေါပြန်ပြန်တန်းနေတာကိုတော့တွေ့တယ်တောင်ကြီးတွေကအဖြူရောင်ဆေးပြရောင်တွေများတယ်။ပြည့်ရင်လဲအစုံဖွဲ့လိုက်ပြန်ကြတယ်။ တော်တော်တဲကိုလည်းကြားရပြီမဲ့အကောင်ကိုတော့မတွေ့ရဘူးဒါနဲ့ချောင်မြောင်ဆောက်စာရည်နဲ့နေဆောင်သွားခဲ့ကြတယ်တော်ရိတ်တော်ရိတ်ရှိတော့ဒရော်လုံးကမှမိုက်သွားတယ်ဒါနဲ့လှည့်ပြတ်မယ်ဆိုပြီးတော့ပေါအောင်နေရကထွက်ခဲ့ကြတယ်အပြန်လမ်းမှာတော့တမီကိုစီထိုးပြီးတော့ပြန်ခဲ့ကြတာလမ်းတစ်ဝက်ရောက်တော့လူတွေကချက်ချက်လဲနေတော့တယ်လမ်းတွေလည်းမှားနေတယ်ချစ်ဆက်ချောက်လေးလမ်းမလေးပဲဆက်မတော်ရဲတော့ပဲနဲ့တော်ရောက်စလုံးကရှောက်ရှားနေတယ် တာရဲတလေးဆက်ကြီးတွေရဲ့အော်တန်ဟဲ့တန်တွေကိုလည်းကြားနေရတယ်။ချစ်ဆက်လည်းမတိုးရကြတော့ဘူး။လမ်းပြောင်းနေပြီးဆွတာကသူတို့အတွက်တေချာသွားပြီလေ။ဒီလိုနဲ့တလဲလဲဖြစ်နေတော့မှကြော်ကြီးခက်မြကြောက်လုံလုံကိုသာမှပါလာတယ်။ကြော်ကြီးကသူတို့ထဲမှာ အငယ်ဆုံးတော်လိုက်တွဲကြောင်ကလည်းရှိလာတာမဟုတ်ဘူး။သူတို့အုံရောက်ပေတရာကျော်လောက်မြင်တဲ့ကိုကြီးနှောင်းကိုရှောင်းနေကြတာ။အဲ့ဒီကုန်းပြင်းကြီးပေါ်မှာလဲတပိတ်ကြီးတွေကြီးပဲဖယ်သွားလို့ပဲလာရမှမသိတော့ဘူး။ ကိုသွားနေလာနေရနေရမဟုတ်တော့လမ်းမနေပြီဆိုတာသာသိခဲ့ကြရတယ်။ဒါကြောင့်လဲချက်ဆက်ပြီးတော့မတွေ့ရကြတော့ဘူး။ဘာဘာလို့ရမလဲကိုကြီးတိုက်။ဟေးခဏဆောင်အောင်လေကွာ။ဘယ်ရလို့ရောင်းနေမှမသိဘူးဖြစ်နေတယ်။ကောင်းကင်တစ်ခုလုံးကလည်းမိုးသားတလင်းတွေက ဖုံးနေတော့ကြယ်တွေလှတဲ့ကိုလည်းမမြင်ရဘူးလေ။ဒုက္ခပါပဲဗျာ။ဟင်းောက်ကြီးနဲ့တိုးလို့ရှိရင်ဘယ်လိုလုပ်ရမလဲ။ ကျော်ကြီးကလည်းကွာမေရဆန်ကကြည်ကြဲလောင်လောင်နဲ့တတိထားဆက်မှာအဲ့ဒီလောက်လဲကြောက်မနေဆမ်းမနဲ့ငါတို့မှကဒီမှာတူမီတွေရှိတာပဲကြောက်ကြောက်တယ်ကိုကြီးဝင်းကြိုင်ရမင်းကြိုင်ရင်လည်းညင်ညင်နေပေါ့ငါတို့အချင်းတွေကိုကြည့်ပြီးတော့ပြန်လှည့်သေးရင်လှည့်မယ်လမ်းကတော့မှနေတာတေချာပြီးကိုကြီးတိုက်ရဟုတ်ပါကွာဒီနေရာကနေရာစိမ့်ကွာငါတို့တွန်းနေကြလမ်းလည်းမဟုတ်ဘူးအဲ့ဒါပြောတာပေါ့ဗျာပြီးတော့ဟင်းကောက်ကြီးအော်တာကိုလည်းကြားလိုက်သလိုပဲ ဒုက္ခပါပဲဗျာတခုခုတော့လုံးချပါအောင်မင်းကလည်းတမောက်ကွာသူတို့တော့ရောဘာကိုဆုံးပြရမှမသိကြတော့ဘူးဘေဘီကိုကြည့်လိုက်တော့လေမောင်မမဲထဲမှာအော်တာဟိတနေကညံစီနေတယ်ခြေထဲနေရာခါလည်းတော်တော်မလုပ်ရကြဘူးပုံဝင်ကျင်ရဲ့ချင်းလေးကိုကြည့်ပြီးတော့သူတို့ရဲ့စိတ်ထဲမှာသင်္ကန်းမကင်ဖြစ်လာတယ်တမျိုးကြီးပဲကွာညကြီးမိုးချုပ်ကိုချက်သွားတယ်လို့ပဲ ။ထောင်စင်ချောင်းကထော်တော်နေဆောက်ရုံပဲရှိသေးတာဘလို့မှမမချုံနိုင်သေးပါဘူး။ဟိုပါကိုကြီးတိုက်ရာမိုးသားတရင်ကြောင့်ဖြစ်မယ်ဗျ။တရချိန်ကဘလို့မှမအောင်မှမဟုတ်သေးဘူး။ဟုတ်လားကြောက်တော့ကြောက်လာပြီဗျာ။ကြော်ကြီးရဲ့စကားသားနေကတော်တော်လှလှဖြစ်နေတယ်။သူတို့တွေလည်းတလုံးလာတာတော့အမှန်ပဲ။တရချိန်မိုးတွေကတသက်မမဲရွာချလာတယ်။လေတွေကတူးတူးတိုက်လာတော့သွားရောက်စလုံးကရွှဲရွှဲကိုစုံနေတာပေါ့ ဘာလို့လို့လောက်မှလည်းမသိကြတော့ဘူးကိုကြီးကိုကြီးတိုက်လောက်ပါအောင်ဗျာအေးပါကွာဒီကိစ္စတခုခုကိုတော့ကိုကြီးတောင်းရမှာပဲဗျာဘာကိုလဲဘသူကိုတောင်းမှလဲမင်းကလည်းကွာမင်းမြန်ထူလိုက်တာဒီအချိန်မှာအားကိုးစရာဆိုလို့တော်ဆောင်တဲ့မင်းကြီးတွေပဲရှိတော့တာကွာငါတို့တော်တဲ့ဝင်တော့ကလည်းပူဇော်ခံခဲ့ကြပြီးပြီးအခုလည်းသူတို့ကိုဂရေပြုတ်ပြီးတော့ကိုကြီးတောင်းအောင်မှာပဲ ဟာကိုကြီးဟူးကြိုင်ကလည်းဟုတ်ပါမလားတိတ်ဆန်းမေဟိုတီတီတွေ၆ပြောင်းမနေနဲ့ဒီကိစ္စကမယုံလို့မဖြစ်ဘူးကွာဟုတ်တယ်ကျော်ကြီးငါတို့တော်တော်နဲ့မင်းကြီးကိုတိုက်နေပြီးတော့ကိုကြီးတောင်းရမှာပဲဝင်းကြိုင်ဒါဆိုလဲငါတို့တော့ရောက်တော်တော်နဲ့မင်းကြီးကိုကတော့ကြရအောင်ပြပြဆူဆူနဲ့တောက်ရောက်သွားထိုင်ချလိုက်တယ်။လက်အုပ်ရှိပြီးတော့ကတော့ပြီးတော့ကိုညီတောက်ခဲ့ကြတယ်။တစ္ဆာကလေးတွေလည်းပြေးခဲ့ကြတယ်။ကြော်ကြီးကလူငယ်ဆိုတော့လည်းမယုံဘူးဖြစ်နေတယ်။ ဒီလိုနဲ့နိုင်ဝဲလောက်လဲကြတော့သူတို့ရောက်နေတဲ့နေရာရဲ့အနောက်ဘက်တောထဲကနေပြီးတော့တောက်ခေါက်တကြီးကိုကြားလိုက်ရတယ်။ကြော်ကြီးကတော့နောက်ဘက်ကိုလှည့်ကြည့်ရင်လည်းမျက်လုံးပြမျက်စံပြဖြစ်နေတယ်။မျက်နှာပေါ်မှာလည်းမိုးစက်တွေလားသွေးစက်တွေလားတော့မတဲခွဲဘူး။ဝင်းကြိုင်ကတော့တောတော်နမင်းကြီးကိုစစ်တဲကနေပြီးတော့မျက်တာပို့နေတော့တယ်။အဲ့ဒီချိန်မှာသူတို့နောက်ဘက်ကနေပြီးတော့လူကြီးနှစ်ယောက်တောထဲကနေပြီးတော့တွတ်ထွက်လာတာကိုရှုတရက်တွေ့လိုက်ရတယ်။ ။စောင်းညို့ကြီးတွေကိုခြုံလို့မိုးတွေကလည်းတဲကြီးမဲကြီးရွှာနေတယ်။လက်စီရောင်ကလည်းဝေကနာလက္ခဏာပဲ။အဲ့ဒီလူကြီးတစ်ယောက်ကတစ်ဖြည်းဖြည်းနဲ့သူ့ရဲ့နာကိုရောက်လာကြတယ်။တက်မီနဲ့ထိုးကြည့်တော့သူရဲ့ခုပေါ်မှာမွေးရဆဆလို့စက်တပေါတော်မှမရှိဘူး။အရက်မောင်းတွေကလည်း၆ပေလောက်ရှိတယ်။အသားရည်ကညုံမောင်းမောင်းစပီကိုလည်းပြေဆောင်ထုံးထားကြတယ်။နှာကိုတော့တိတ်ချမမြင်ရဘူး။စကားတော်အော်ကြီးကိုပဲကြားလိုက်ရတယ်။ မင်းတို့လမ်းပြောင်းနေတာလားကွာဟုတ်ဟုတ်ပါတယ်ခင်ဗျာလမ်းသေးရင်လမ်းပြပေးပါအောင်ကျေးဇူးမမေ့ပါဘူးပြောလိုက်ရင်တော့ဒီလိုကြီးပဲကျေးဇူးမမေ့ပါဘူးဆိုပြီးတော့နောက်တော့လဲထရတွေကိုလွတ်သွားကြတာပဲတကယ်ပြောတာပါခင်ဗျာကျွန်တော်တို့မယိုးမသားပြောလို့ရှိရင်မေးတွေးပါစီကောင်းပြီလေဒါဆိုရင်ငါတို့နဲ့လိုက်ခဲ့ဟုတ်ဟုတ်ကဲ့ကျေးဇူးကြီးလားပါတယ်ဗျာ ပြောင်းစုံနဲ့လှက်ထွက်သွားတော့သူတို့သုံးယောက်လည်းနောက်ခါနေပြီးတော့တုတ်ချစ်တင်ပြီးတော့လိုက်ခဲ့ကြတယ်။ခြေကသွားနေတဲ့လူကြီးတစ်ယောက်ကတအားကိုမြန်လာတယ်။မြေကြီးနဲ့ခြေတော်ထိမှထည့်ရလာအောင်မသိဘူး။အဲ့ဒီလိုသွားနေလိုက်တာမိနစ်20လောက်တော့မှမကြာလိုက်ဘူးတောဆက်ကိုလျှောက်သွားတယ်။တောဆက်ရောက်တော့ခြေကလူကြီးတစ်ယောက်လည်းပျောက်သွားခဲ့တယ်။ဘမမချလုံးမတွေ့တော့ဘူး။ ိုးတိုင်မောင်ပြောတာတော့အဲ့ဒီလူကြီးနှစ်ယောက်ကတော်ဆောင်နဲ့တော်ဆောင်နှစ်မိကြီးတွေပဲလို့ဆိုတယ်။အဲ့ဒီကလေးကဘိုးတိုင်မောင်တို့လူစုလဲအမဲလိုက်မထွက်တော့ဘူးလို့ပြောတယ်။ပိုပြီးထူးဆန်းတာကတော့မြောက်ခွနဖော်ကန်အကြောင်းပဲ။အဲ့ဒီကန်ကြီးကဘေဟုံတော်ကြီးရဲ့ချင်းမြတ်ချံကတော်ကြီးထဲမှာရှိတယ်။အဲ့ဒီကကြီးချိတောက်ကိုလည်းတော်ရုံလူတွေကမသိကြဘူး။သွားလည်းမသွားရကြဘူး။ဘိုးတိုင်မောင်ပြောတော့ကတော့အဲ့ဒီကန်ကြီးမှတစ်ချိန်ကအဲ့ဒီကန်ကြီးကိုရေးသွားချိုးကြတယ် မမရှင်တို့ညီမခွန်ယောက်ရင်းနှစ်ပြီးတော့တည်သွားကြတယ်တဲ့သူတို့ကတံပူလာရသူတွေတဲ့ဘိုးတိုင်မောင်ပြောတာကတော့နှစ်ပေါင်း60လောက်ရှိပြီတဲ့မမရှင်တို့ညီမတွေကရွာမှာတအားကိုဆင်းရဲကြတယ်အဖေမရှိတော့ဘူးအမေမုတ်ဆုံမကြီးနဲ့နေတာမိုးရင်းဆိုရင်တော်တဲ့ခုသွားပြီးတော့မှုံနှောမြစ်တူလောက်ကြတယ်အဲ့ဒီလိုသွားကြရင်လည်းကန်ကြီးနားကိုရောက်သွားခဲ့ကြတယ်သူတို့ညီမတွေကန်ကြီးနားကနှစ်တွေကိုတူဖို့နေရင်လည်းရေးစင်းချိုးကြတာ ပြောရလို့ရှိရင်တော့အဲ့ဒီကန်ကြီးကိုမြင်တော့သူတို့ညီမတွေရဲ့စိတ်ထဲမှာရေစင်းချိုးချင်တဲ့စိတ်ကိုဖြစ်လာကြတာတဲ့ကန်ကြီးရဲ့သူကယောက်ျားကြီးတယောက်ရဲ့ရင်မက်ကြီးလိုပဲသူတို့ကိုအဲ့ဒီကန်ကြီးကလက်ရခော့နေတယ်လို့ပဲခုနှစ်ယောက်စလုံးကမယိုးမယွားကိုဖြစ်ခဲ့ကြတာယောက်ျားကြီးတယောက်ရဲ့လက်မကြီးတွေလိုပဲသူတို့ကိုအတင်းပွဲဖက်ကြတယ်ရင်မက်ကြီးနဲ့အတူတဲ့ရင်ဝင်ထဲကိုအတင်းဆွဲသွင်းကြတယ်အထီးတွေကလည်းအတော်ကိုရစ်မှုဖွဲ့ရကောင်းလာတယ် ဆူဆူရဲရဲနဲ့စပတ်ဖွဲ့ရကောင်းလာတယ်။သူတို့ခုနှစ်ယောက်စလုံးကရင်ထဲကဘလို့မှမယုံတာကြဘူး။ကရင်ပြင်ထဲမှာလူလုံးပြုံမွေးခဲ့ကြတယ်။အသီးစိတ်တွေလည်းပျောက်ဆုံးနေခဲ့တယ်။ယောက်ျားကြီးတယောက်ကသူတို့ခုနှစ်ယောက်စလုံးကိုပွေဖက်နှောက်ချုံနေတယ်လို့ပဲ။အဲ့ဒီထီးတွေးနေကြမှာသူတို့နှမြုပ်သွားခဲ့ကြတယ်။ခုနှစ်ယောက်စလုံးကပျော်စစ်စစ်တွေပါပဲအရွယ်ကလည်းမတိမ်မရင်အထီးတွေကလည်းမချိဖူးဘူးဆိုတော့ခုနှစ်ယောက်စလုံးကတစ်ချိန်မမှန်ဖြစ်ကုန်ကြတယ် တကယ်ကိုအော့အော်ဆရာကောင်းလာတဲ့ထိတွေ့ပါပဲအဲ့ဒီမှာသူတို့ညီမခုနှစ်ယောက်ကရစ်မှုနစ်မြုပ်သွားခဲ့တာတေလို့တင်မနာမှမသိတော့ဘူးနောက်တော့အမေအိုကြီးကိုအိမ်မက်ပေးခဲ့ကြတယ်အမေအိုကြီးကလည်းသူ့တပည့်တွေပြန်လာကိုယူမတက်ဖြစ်နေတာ သမီးတွေကပန်းရိုင်းလေးတွေလေးအသားရည်ဖြူစစ်စစ်လေးတွေနဲ့အာလုံးကအချောလှလေးတွေကြီးပဲအမေအိုကြီးကမြန်မစားနိုင်မအိမ်နိုင်ကိုဖြစ်နေခဲ့ရတာ။ ရွာသားတွေကလည်းဟိုတီတီချက်ဝေပေးကြပေမဲ့ဘမမမတွေ့ကြဘူးဒီလိုနဲ့အမေအိုကိုအိမ်မက်ပေးလာတယ်အိမ်မက်ထဲမှာသုံးလေးခါလောက်လာပြောတော့အမေအိုကြီးကရွာသားတွေကိုနေရာကအစပြောပြတယ်ရွာသားတွေကတော့မယုံတဝက်ရှင်တွားနဲ့ပေါ့နောက်ဆုံးတော့ဘိုးတိုင်မောင်ဥဆောင်ပြီးတော့တော်ထဲကဝင်ခဲ့ကြတယ်အမေအိုပြောတဲ့လမ်းအတိုင်းသွားတော့ကွန်ပျက်ကြီးတစ်ခုရဲ့ခြေရင်းမှာတပည့်ကြီးတွေအုပ်ဆိုင်နေတဲ့ကန်ကြီးကိုတွေ့လိုက်ရတယ်ကရဲ့ပြမကအခိုးငွေတွေကလည်းပြန်နေတယ် ။ကန်ကြီးကိုကြည့်ရင်လည်းသူနဲ့ပတ်လာတဲ့လူတွေကငငယ်ငငောင်ဖြစ်ကုန်ကြတယ်။သူလည်းတူတူဝေဖြစ်သွားတာလည်းအမှန်ပဲ။စိတ်ထဲမှာလည်းကြက်တိမ်ဝင်းကြီးတွေကထလာတယ်။ကန်ကြီးရဲ့အွင်ကမင်းမလှကြီးတယောက်ပလန့်လန့်ပြီးတော့အဲ့ဒီသူလိုပဲ။ဘိုးတိုင်မောင်နဲ့ပါလာတဲ့ရွာသားတော်ရွာစလုံးကကန်ကြီးကိုကြည့်ပြီးတော့စိတ်တွေကမျိုးမျွားကိုဖြစ်လာကြတယ်။သူလည်းထွန်းနီလကောင်းပဲမယုံမသိစကားပြောလို့ရှိရင်တော့မိမလကြီးတရားပလက်ကြီးအဲ့နေသလိုပဲပေါ့။ အဲ့ဒီမှာမြရှင်တို့ညီမကိစ္စကိုသတိမရတော့ဘဲနဲ့ကန်တဲ့ကိုဆင်းကျင်တဲ့ဆေးကပေါက်လာတယ်။အသီးတွေသတိတွေလည်းလွတ်ကုန်ကြတယ်။ကိုကိုကလည်းဘာဖြစ်လို့ဖြစ်မှန်ကိုမသိကြတော့ဘူး။ကန်တဲ့ကိုဆင်းကြည့်တော့လေမိမလှကြီးတယောက်ကပွေဖက်နှမ်းချုံနေတယ်လို့ပဲ။အတွေ့အထိကလည်းတိမ်မွေးညင့်တာတယ်။မိမလှကြီးကသူ့ကိုသူ့ရင်ဝင်ထဲကိုအတင်းဆွဲသွင်းပွေဖက်နေတယ်လို့ပဲ။ အဲ့ဒီမှာဘိုးတိုက်မောင်လဲသတိလလိုဖြစ်နေရကကန်ထဲမှာမြုပ်နေတဲ့စုခိုင်းကိုတွမိရကသတိဝင်လာတယ်။ခြေစလုံးကိုချစ်လိုက်ရသွေးကရေးကိုတောက်လာတယ်။နနာကြည်ကြည်ခန်းစားရတော့စောစောကထိတွေ့တွေကချက်ချင်းပျောက်သွားပြီးတော့သတိဝင်လာတယ်။ဒါကြောင့်ကန်ထဲကတင်းချုံထွက်ကုတ်ခတ်ပြီးတော့ကန်စားပေါက်ကိုကုတ်ကတ်ပြီးတော့ပြန်တက်ခဲရတယ်။ကြောက်စိတ်တွေကလည်းတဖွာဖွာထားလို့ပေါ့။ဒါပေမဲ့သတိလည်းဝင်လာရော့သူနဲ့ပတ်လာတဲ့လူတွေကိုအော်ခေါ်မိတယ်။ ပြီးတော့ဝါကန်ကြီးတကိုင်းကိုဖျက်ပြီးတော့ကရဲ့ပြင်ကိုရိုက်ထည့်လိုက်တယ်။အဲ့ဒီမှာမြလူဆဆဲဖြစ်နေတဲ့သူလူတွေလည်းတရေဝင်လာကြတယ်။ကြောက်ကြောက်နဲ့ကန်စားပတ်ချံကို ပြန်ပြီးတော့ကုခတ်လာကြတယ်။ကန်စားပတ်ကိုရောက်တော့အာလုံးလည်းတော်လုံးနေကြတယ်။ကြောက်လေတအားကိုကြောက်ကုန်ကြတာဇောကျွေးတဲ့တောင်မှပြန်နေကြတယ်။နောက်တော့ကံပပတ်လက်ကိုခြာတော့မမချင်တို့ရဲ့လောင်းတွေကိုမတွေ့ရပဲနဲ့သူတို့ချက်ထားခဲ့တဲ့ဝိဇ္ဇာတွေရဲ့မြစ်တွေမှုတွေထဲ့ထားတဲ့ပလိုင်းတွေကိုတွေ့ရတယ်။ နောက်ဆုံးတာရီကိုဝါကြီးတောင်ထဲခတ်ပြီးတော့ပြန်ခဲကြတယ်။ရွာလဲရောက်ရောအကျိုးချောင်းကိုပြောပြတော့မေအိုကြီးကမူရာမအယူတစ်ပိုင်းပဲသူတက်မီလေးတွေရဲ့ဝိစာတောင်းဆောင်တွေကိုပွေဖက်ပြီးတော့ကိုငိုတာဘိုးတိုင်မောင်တို့လူစုလဲရွာကိုရောက်တဲ့အထိစိတ်တိမ်မွေးညင်းတွေကထနေတာရွာသားတွေကိုပြောပြတော့လဲအားလုံးကတော်ကိုတော်လုံးကုန်ကြတယ်။ဘသူမှလည်းအထိကံမကုန်မသွားရကြဘူးဖြစ်ကုန်ကြတယ်။ဘိုးတိုင်မောင်ပြောတာကတော့အဲ့ဒီကံကြီးကမာယာကံကြီးလို့ပြောတယ် ဘိန်းကလေးကိုတွေ့လို့ရှိရင်ယောက်ျားကြီးတယောက်လုံးပြုဆွဲတက်ပြီးတော့ယောက်ျားတွေကိုတွေ့ရင်တော့မိမလကြီးတယောက်လုံးပြုဆွဲတက်တယ်တဲ့ပြီးတော့ကန်ကြီးကနေရာမမြဲဘူးတဲ့ဟိုရည်တီရွေနဲ့ဖြစ်နေတက်တယ်တဲ့ထူရှားတဲ့ချက်ကဘိုးတိုင်မောင်တို့ရောက်သွားတော့ကအဲ့ဒီကန်ကြီးကနေပြီးတော့အပြိုစလေးတအုပ်ရဲ့ကြီးမောတဲ့ကိုကြားနေရရှင်မဲမျက်စိနဲ့လမ်းမသွားတဲ့မုဆိုတစုဟာလေအဲ့ဒီကမကိုရောက်သွားဘူးတဲ့သူတို့ကမျိုးကားလာကြတာ အကြောင်းရုံလည်းမရှိကြဘူးဒါပေမဲ့မြောက်ခွနဖော်ကနားကိုရောက်တော့မြို့မြွားကိုဖြစ်ကုန်ကြတာရေကန်ထဲကနေပြီးတော့ရေမောသားတွေကိုကြားတော့စိတ်တွေကဇဝေဇဝါဖြစ်ကုန်ကြတယ်အဲ့ဒီမှာပါသွားတဲ့သူတို့ရွာသားကသတိထားမိလာတော့မြို့သားတွေကိုမယားမကသတိပေးပြီးတော့ကနားကထွက်ပြေးခဲ့ကြတယ်တချို့ဆေးဆရာတွေကတော့အဲ့ဒီကရင်ကိုချစ်ကြတယ်။မျက်နှာပွင့်စေဖော်လို့တောင်မှရတယ်လို့တောင်ဆိုကြတယ်။မျက်နှာပွင့်ကန်ကြီးလို့လည်းခေါ်ကြတယ်။ ါပေမဲ့ကံကိုတော့မတော်ရဲကြဘူးကံရည်ကိုမခတ်ခင်ကံထဲကိုတင်းစင်းချင်တဲ့စိတ်တွေကထိမနဲ့တိမနဲ့ဖြစ်လာလို့အတင်းကိုပြလှည့်ပြေးကြရတာဒါကတော့တမူလိုက်ရွာသားပိုးတိုင်မှပြပြခဲ့တဲ့မြောက်ခနဖို့ကံရဲ့အကြောင်းလေးပါပဲတော်ကြည့်ချင်းပေမဲ့လည်းတော်မကြည့်ရဘူးပိုးတိုင်မှကိုယ်တိုင်ကလည်းမတော်တော့ဘူးပြောတာကတော့ကံကြီးကကောသွားပြီတဲ့တပိကြီးငယ်တွေပေါက်လာလို့ကံတရာကိုယ်တော်မှတရားမမှတ်မိတော့ဘူးလို့ဆိုတယ် ကြာဘူးနာဝါချီတဲ့ဆစ်စရာတွေကတော့မျက်နှာပွင့်စေဖို့ဖို့ဆိုပြီးတော့အခုတထီရှာနေကြတော့မှပဲဒါပေမဲ့တက်တော်ကျဝံကြီးဖြစ်လာတော့တော်ရုံလူဝင်လို့မကြတော့ဘူးကျဝံစားတွေကိုယ်တိုင်ကလည်းအရိပတ်ချံကိုမတော်ရကြဘူးဟုတ်တော့ရှိမဟုတ်တော့ရှိဘိုးတိုင်မောင်ပြောပြခဲ့တဲ့မြောက်ခနဖွာကံကတော့အတော်ကိုစိတ်ဝင်စားစရာကောင်းလာပါတယ်ရှင် ားဆင်ပေးခဲ့ကြတဲ့မိတ်ဆွေများအားလုံးကိုထူးကျေးဇူးတင်ပါတယ်ရှင်။မြောက်ခွနဖော်ကန်းဆိုတဲ့တနဆက်လာလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။ဆက်လက်တင်ဆက်ပေးမယ့်ဆက်လက်တလေတွေကိုလည်းမိတ်ဆွေများဆက်လက်ဆောင်မြောအပေးကြပါအောင်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ရှင်။